ကဲအားလုံးပဲမင်္ဂလာပါခင်ဗျ။နော်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ။အဲ့တော့ကျွန်တော်တို့ယနေ့မနက်ခင်းမှာကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးကိုကျွန်တော်တို့ဒါအကောင်းဆုံးကျွန်တော်တို့တကွာကောင်းတဲ့မိန်းကနန်းနဲ့ကူညီပေးမှာဖြစ်ပါတယ်။အဲ့တော့ယခုလိုက်ထဲမှာပဲအကောင်းဆုံးကိုကူညီပေးမဲ့အတွက်မိသားစုဝင်ညီကိုမောင်နှမတွေအားလုံးကကျွန်တော်ရဲ့လိုက်ထဲကိုအကောင်းဆုံးပဲဝင်လာခဲ့ပြီ။နော်မင်္ဂလာပါလို့အားလုံးပဲ။တယောက်တစ်ချက်ကျွန်တော်တို့အကောင်းဆုံးပဲမှန်းခဲ့ပြီပါ။ယနေ့မနက်ခင်းမှာဒါကျွန်တော်တို့ဒါ30ရက်နေ့မနက်ခင်းပေါ့။နော်အားလုံးပဲ30ရက်နေ့ကျွန်တော်တို့ မန္တခင်းနော်အဲ့တော့ကျွန်တော်တို့ဆန္ဒနာဤတမီနစ်ဈေးမှာအားလုံးသောမိတ်ဆွေညီကိုမောင်နှမတွေအကောင်လုံးဝင်လာခဲ့ပြီနော်အားလုံးပဲကျွန်တော်တို့ဘွဲသိန်းညက်နေကကျွန်တော်တို့35နော်ဒီ channel ကျွန်တော်တို့ဒီ line နဲ့ပဲတကွာကောင်ကျွန်တော်ကိုမတွေအားလုံးပေါက်ခဲ့တယ်လို့ယနေ့မနက်ခင်းမှာလည်းကျွန်တော်ကိုမတွေအားလုံးကိုကျွန်တော်တို့ကနန်ကျွန်တော်6ကွက်ပေးမယ်အဲ့ဒီ6ကွက်ထဲမှာကျွန်တော်ပေါက်ကနန်းတကွက်ပေါအောင်လို့ကျွန်တော်မိတ်ဆွေတွေအားလုံးကိုကူညီပေးမယ်ဟုတ်ပြီနော် ဲ့တော့ဆက်တယောက်တော့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါတိရနော်အဲ့တော့ဘွဲသိန်းညနေကကျွန်တော် live ကိုကြည့်တဲ့သူတွေအားလုံးပဲပါဝင်လာပါဝင်နေဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ပေး live လို့ထိုးတဲ့ကဏ္ဍဘလောက်ဖို့ပေါက်တယ်ကျွန်တော်ကမှနေတယောက်တစ်ချက်ကျွန်တော်တို့အကုန်လုံးပဲမှန်းခဲ့ပြီနော်နောက်ဆုံးပိတ်ကျွန်တော်တို့ဘွဲသိန်းညနေကကျွန်တော်တို့35တိကျွန်တော်တို့ဒါအကြိုက်ဆုံးတကွာကောင်းတဲ့မှာကျွန်တော်ကူညီပေးခဲ့တာတိရပါတယ်နော်အကြိုက်ဆုံးကျွန်တော်တို့တကွာကောင်းတဲ့ကျွန်တော်ကမှနေအားလုံးကိုကူညီပေးခဲ့တာအဲ့တော့ယနေ့မနက်ခင်းမှလည်းကျွန်တော်တို့ဒါ တကွာကောင်းရှိမယ်ကျွန်တော်တို့ main ganan ရှိမယ်ဟုတ်ပြီနော်အဲ့တော့အကုန်လုံးပဲကျွန်တော်တို့ဝင်လာခဲ့အဲ့တော့တကွာကောင်းရင်ကျွန်တော်တို့ main ganan ရဲ့အကူညီပေးမယ်တကွာကောင်းကတော့ဒါကျွန်တော်တို့ဒါအကြိုက်အနှစ်သက်ဆုံးနော်ထွက်နိုင်ကြကျွန်တော်တို့နေရာဆုံးကျတော့တကွာကောင်းသည်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒါယနေ့မနက်ခင်းမှာကျွန်တော်တို့အကြိုက်ဆုံးတင်ပြီးတော့ကစားရမှာဟုတ်ပြီနော်ကဲအဲ့တော့ကျွန်တော်ရဲ့ live ထဲကိုကျွန်တော်တို့အကုန်လုံးပဲကျွန်တော်တို့ဝင်လာခဲ့ပြီးပါဖုန်းရဲ့မှန်ကိုကျွန်တော်တို့လက်မလေးနဲ့နှစ်ချက်သုံးချက်အားလုံးပဲတောက်ခဲ့ပြီးပါ နော်ဖုန်းရမှန်သားကိုကျွန်တော်တို့လမ်းမနဲ့နှစ်ချက်သုံးချက်မတောက်ဝသေးသောကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကကျွန်တော်တို့ဖုန်းရမှန်ကိုလမ်းမနဲ့နှစ်ချက်သုံးချက်အားလုံးပဲတောက်ခဲ့ပြီးပါဒါဆိုရင်ကျွန်တော်တို့ကြည့်မယ်တကွာကောင်းဒီယနေ့မနက်ခင်းမှာကျွန်တော်တို့အကြိုက်ဆုံးကဏန်းတကွာတစ်ချက်ပါတယ်အဲ့တော့တကွာကောင်းရဲ့ကျွန်တော်တို့မိန်ကဏန်းမိန်ကဏန်းဒီကျွန်တော်တို့ယနေ့မနက်ခင်းမှာကျွန်တော်တို့၃ကွက်ကျွန်တော်ပေးမယ်ဟုတ်ပြီနော်မိန်ကဏန်းဒီယနေ့မနက်ခင်းမှာကျွန်တော်တို့၃ကွက်ပေးမှာတစ်ချက်ပါတယ် အဲ့တော့ main ကဏ္ဍဒီကျွန်တော်တို့ဒါတကွာကိုမထိုးနိုင်ပါဘူးဆိုရင် main ကဏ္ဍကိုကျွန်တော်တို့ဒါတထောင်မိုးနှစ်ထောင်မိုးလောက်တော့ကစားဟုတ်ပြီနော် main ကဏ္ဍကိုကျွန်တော်တို့မထိုးနိုင်ပါဘူးဆိုရင်ကျွန်တော်ကိုမှဒီအားလုံးပဲယနေ့မနက်ခင်းမှာတထောင်မိုးအာကျွန်တော်တို့နှစ်ထောင်မိုးအာလောက်တော့ကစားအဲ့တော့တကွာကောင်းကိုယနေ့မနက်ခင်းမှာကျွန်တော်တို့အ ਨੇ ဆုံး3ထောင်မိုးအာအ ਨੇ ဆုံးကျွန်တော်တို့3ထောင်မိုးလောက်အာပြီးတော့ကစားပါအဲ့တော့တတ်နိုင်တဲ့ကျွန်တော်ကိုမှဒီအားလုံးကကျွန်တော်တို့9ထောင်မိုးလောက်တော့အာပြီးတော့ကစား ။ဘာလို့လဲဆိုရင်ကျွန်တော်တို့ယနေ့မနက်ခင်းမှာတကွာကောင်းဒီတာကျွန်တော်တို့အကြိုက်ဆုံးကဏ္ဍဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အကူမတွေအားလုံးပဲကြိုက်တဲ့သူတွေအားလုံးကကစားရမှာဖြစ်ပါတယ်။အဲ့တော့အရန်ကဏ္ဍဒီကျွန်တော်တို့ကဏ္ဍနှစ်ကွက်ပေးမယ်။အရန်ဒီကျွန်တော်တို့နှစ်ကွက်ပေးမယ်။ဟုတ်ပြီနော်။ gain အဲ့တော့ကျွန်တော်ရဲ့အကူမတွေအားလုံးပဲဝင်လာကြပြီ။စုစုပေါင်းကျွန်တော်တို့ကဏ္ဍ6ကွက်ပဲကျွန်တော်ပေးမှာ။စုစုပေါင်းကျွန်တော်တို့ကဏ္ဍ6ကွက်ပဲကျွန်တော်ပေးမှာ။အဲ့ဒီ6ကွက်ထဲမှာကျွန်တော်တို့ပေါင်ကဏ္ဍတစ်ကွက်ပေါင်ကျွန်တော်ကွင်ကြီးပေးမှာ။ ုတ်ပြီနော်စုစုပေါင်းကဏန်း6ကွက်ပေးမယ်အဲ့ဒီ6ကွက်ထဲမှာကျွန်တော်တို့ဒါပေါင်ကဏန်း2ကွက်ပေါင်ကျွန်တော်အကူမတွေအားလုံးကိုကူညီပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အကူမတွေအားလုံးကတော့အကုန်လုံးပဲဒါကြိုက်တဲ့သူတွေကဏန်း6ကွက်ကိုအားထုတ်မယ်နော်ကျွန်တော်တို့တော့ကဏန်း6ကွက်ကိုအားပြီးတော့ကစားနိုင်တယ်သို့တော့ကဏန်း6ကွက်ကိုအားနိုင်မယ်ဆိုရင်ကျွန်တော်တို့12ကွက်တော့ရှိမယ်အဲ့ဒီ12ကွက်လုံးကိုအကုန်လုံးထိုးနိုင်တဲ့သူတွေအားလုံးကနော်ကျွန်တော်တို့တကွာကတော့ပေါက်မယ်ကျွန်တော်ကူမတွေအားလုံးပဲเนาะကနန်းကကျွန်တော်တို့တကွာကောင်းရှိမယ်ကျွန်တော်တို့အစားစားရှိမယ်မင်း င်္ဂနန်းရှိမယ်ကျွန်တော်တို့အယံကနန်းရှိမယ်အဲ့တော့အကုန်လုံးကျွန်တော်တို့အာပြီးတော့ကစားနိုင်မယ်ဆိုရင်ကျွန်တော်တို့12ကွက်တော့ရှိမယ်အဲ့ဒီ12ကွက်ကိုကျွန်တော်တို့အကုန်လုံးပဲကစားနိုင်တဲ့ကျွန်တော်ကိုမတွေအားလုံးကယနေ့တော့ယနေ့မနက်ခင်းမှာကျွန်တော်တို့ပေါ့မှထက်ပါအဲ့တော့တကွာကောင်းကိုကျွန်တော်တို့မထိုးနိုင်ပါဘူးဆိုရင်တော့မှပဲကျွန်တော်တို့ဒါကျွန်တော်အကုန်မတွေအားလုံးကကျွန်တော်တို့9000မိုးလောက်တော့အာပြီးတော့ကစားနော်9000မိုးလောက်တော့အာပြီးတော့ကစားပါဒါပေါက်လို့ရှိရင်လည်းကျွန်တော်ကိုမတွေအားလုံးပဲကျွန်တော်တို့ဒါတကွာကောင်းပဲပေါက်မှထက်ပါတယ်အဲ့တော့ကျွန်တော်အကူမတွေအားလုံးကိုလည်း တော့ဒီမနက်ခင်းမှာအကုန်လုံးကိုကျွန်တော်တို့ပေါက်စီခြင်းနဲ့အတွက်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲတကွာကောင်းကိုကျွန်တော်တို့ကစားမယ်ဆိုရင်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ9000ဘူးလောက်တော့အားပြီးတော့ကစားပါပွဲသိမ်းညနေကတော့ပွဲသိမ်းညနေကကျွန်တော်တို့ဘလို့ပေါက်လိုက်တာလဲဒီတကွာကောင်းကိုကျွန်တော်တို့35တကွာကောင်းပေါက်လိုက်တယ်လို့ဒီမနက်ခင်းမှာလည်းအဲ့ဒီ size ကနန်းမှုလို့ကျွန်တော်တို့9000ဘူးလောက်တော့ဒဲရိုက်ပြီးတော့9000ဘူးလောက်တော့ကျွန်တော်တို့တဲ9000အား9000လောက်တော့ကျွန်တော်တို့ရိုက်ပြီးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ ။ဘာလို့လဲဆိုရင်ပွဲသိမ်းညနေကလည်းကျွန်တော်တို့ဒီမူဒီအတိုင်းရပဲကျွန်တော်တို့35တကွက်ကောင်းယနေ့မနက်ခင်းမှာလည်းကျွန်တော်တို့ဒါတကွက်ကောင်းဒီ9000ဘိုးလောက်တော့ကျွန်တော်တို့ဒါအာပြီးတော့ကစားပေးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ။အဲ့တော့ကျွန်တော်တို့ဒါယနေ့မနက်ခင်းမှာကျွန်တော်တို့လက်တွက်မူလေးကိုတက်ချက်ကြည့်လိုက်ရအောင်။ဟုတ်ပြီနော်။လက်တွက်မူလေးကိုကျွန်တော်တို့တက်ချက်ကြည့်လိုက်ရအောင်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ။အားကျန်တဲ့မှာ9ယောက်အားလုံးပဲကျွန်တော်မင်္ဂလာရှိတော့ကျွန်တော်မနက်ခင်းလေးပါတရားเนาะအားလုံးပဲ မင်္ဂလာရှိသောမနက်ခင်းလေးမှာကျွန်တော်အကူမားတွေအားလုံးကိုကျွန်တော်တို့မင်္ဂလာရှိသောခဏလေးတွေတက်ရောက်ပြီးတော့ကျွန်တော်ပြီးမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကြည့်မယ်။အဲ့တော့ဒီကကျွန်တော်တို့60စံတမ်းမှ2ကကျွန်တော်တို့6ထိတ်ခဲ့တဲ့ကျွန်တော်တို့60စံတမ်းမှ9က9အပိတ်အဲ့တော့60နှစ်လို့ထွက်ထားတော့ကျွန်တော်တို့6ထိတ်ခဲ့တဲ့တပင်ကြောင်ကကျွန်တော်တို့65လို့ထွက်ထားတော့9အပိတ် အဲ့တော့ဒီက6ကဒီက9ရလှမ်းပြီးတော့ရိုက်မယ်အဲ့တော့သူသွားတဲ့လမ်းကြောင်းကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်သူရိုက်ပေးထားတဲ့ရိုက်ပင်ဒီတဲ့ဒီနေရာမှာကျွန်တော်တို့60နှစ်လို့ထွက်တယ်ဒီနေရာက6ထွေအဲ့တော့တပင်ကျော်မှာလဲသူလိုက်ပေးထားတယ်ကျွန်တော်တို့65လို့လိုက်ပေးထားတယ်9အပိတ်ဒီနေရာက6ထိတ်ကဒီနေရာကကျွန်တော်တို့9အပိတ်ကဒီနှလုံးပေါင်းတော့ကျွန်တော်တို့တက်ပါခဏနှလုံးပေါင်းချင်းရလက်ဒီကျွန်တော်တို့ကတက်ပါအဲ့ဒီတက်သေးတဲ့သူ့ရဲ့အောက်ပင်မှာကျွန်တော်တို့ဒဲမာတန်းနဲ့ဝင်ပေးနေတဲ့လမ်းကြောင်းကိုရှာထားတယ်ဒဲမာတန်းနဲ့ဝင်ပေးနေတဲ့လမ်းကြောင်းကိုကျွန်တော်တို့ရှာထားတယ် ဒါဗမာလိုရှင်းရှင်းပဲကျွန်တော်တို့ဒါထရောက်ပေးရမယ်ဆိုရင်နှလုံးပေါင်းခြင်းကျွန်တော်တို့တက်ပါအဲ့ဒီတက်ကိုကျွန်တော်တို့တက်လို့တဲ့အတန်နဲ့လှုပ်လှုပ်ပေးမယ်အဲ့ဒီတက်ကိုကျွန်တော်တို့တက်လို့တဲ့အတန်နဲ့လှုပ်လှုပ်ပေးမယ်နော်နှလုံးပေါင်းကြီးကျွန်တော်တို့တစ်ကိုကျွန်တော်တို့တစ်လို့တဲ့အတန်နဲ့ကျွန်တော်တို့လှုပ်လှုပ်ပေးမယ်ဆိုရင်တဲ့ဒီကကျွန်တော်တို့သုံးဘူးကကျွန်တော်တို့သုံးထိပ်ပါတဲ့တစ်ရှစ်ကကျွန်တော်တို့ရှစ်အပိတ်ပါအဲ့တော့ဒီက3ရဲ့ဒီက6ကကနန်းနှလုံးပေါင်းခြင်းစီကျွန်တော်တို့တစ်ပါ ်เนาะခဏနှလုံးပေါင်းခြင်းဒီကျွန်တော်တို့တက်ပါအဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်เนาะ6ထိပ်တပင်ကြော်ကငါအပိတ်နှလုံးပေါင်းတော့တက်ဒီတက်ကိုကျွန်တော်တို့တက်လို့တက်အတန်နဲ့လုံးလုံးမယ်အဲ့ဒီတက်ကိုကျွန်တော်တို့တက်လို့တက်အတန်နဲ့လုံးလုံးမယ်ဆိုရင်ခဏန်း3လုံးပေါင်းခြင်းကျွန်တော်တို့တက်လို့တက်အတန်နဲ့လုံးလုံးပြီးမှာဒါဆိုရင်3ငယ်8ငယ်နှလုံးပေါင်းခြင်းတက်ပါဒီတက်ကိုလည်းကျွန်တော်တို့3လုံးပေါင်းခြင်းလည်းတက်လို့ပဲကျွန်တော်တို့အတန်ထွက်ပြရမယ်ဆိုရင်ဒီနေရာကကျွန်တော်တို့၃ညထိတ်လို့ထည့်ပြရမယ်ဒီနေရာမှာကျွန်တော်တို့၃ညထိတ်လို့ထည့်ပြရမယ်ဒါဆိုရင်ကြည့်မယ် နှလုံးပေါင်းခြင်းတက်ပါအဲ့ဒီတက်သည်တက်လို့တဲ့အတန်နဲ့အောက်ပင်မှာလည်းရိုက်နေတာကိုတွေ့ရမယ်ဆိုရင်နဲ့နှလုံးပေါင်းခြင်းတက်တက်ကိုသုံးလုံးပေါင်းခြင်းတက်တန်ထွက်ပေးရမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့သုံးညထိတ်လို့ဝင်ပြရမယ်ဒါမှသာလျှင်သုံးလုံးပေါင်းခြင်းကျွန်တော်တို့တက်လို့လောက်လို့ပြီးသွားတာဖြစ်ပါတယ်အဲ့တော့ဆက်ပြီးတော့ကျွန်တော်တို့ကြည့်ဒီနေရာမှာလည်းကျွန်တော်တို့အဲ့လိုပဲ88လို့သူဝင်ပေးထားတယ်ခွန်ထိတ်ပါတဲ့ဒပင်ကျော်ကကျွန်တော်တို့33လို့ထွက်ပေးထားတယ်ကျွန်တော်တို့3အပိတ်ပါအဲ့တော့ခွန်ရဲ့3ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီကျွန်တော်တို့သုံးညပါအဲ့တော့ယခုရရှိသော တုံညတီကလည်းပဲကျွန်တော်တို့သူ့အောက်ဘက်မှာတုံညမာတန်းနဲ့ဝင်ပေးရမယ်ဒါဆိုရင်ဒဲဝင်ပေးရမယ်လမ်းကြောင်းပေါ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့ဒဲဝင်ပေးရမယ်လမ်းကြောင်းကျွန်တော်တို့နှလုံးပေါင်းချင်းတုံညတုံညကိုကျွန်တော်တို့တုံညလို့ဒဲဝင်ပေးရမယ်ဆိုရင်ねဒီတက်ကဲဒီကိုရဒီတက်ကဲဒီကိုရဒီနှလုံးပေါင်းတော့ကျွန်တော်တို့တုံညပါဒီဆောင်နှလုံးပေါင်းတော့ကျွန်တော်တို့တုံညလို့ရမယ်ဒီတုံညကိုလည်းကျွန်တော်တို့သုံးလုံးပေါင်းချင်းလိုချင်တာကတုံညအတန်ပဲထွက်ပေးရမ လိုချင်တာကကျွန်တော်တို့သုံးလုံးပေါင်းခြင်းဒီကလည်းပဲကျွန်တော်တို့တုံညလိုပဲအတန်ထွက်ပြရမယ်ဆိုရင်ဒီနှလုံးတုံညရှိတဲ့အတွက်သုံးလုံးဆက်လက်ပြီးတော့တုံညမယ်ဆိုရင်တုံညထိတ်လို့ကျွန်တော်တို့ထည့်ပြရမှာမဟုတ်လားဒါဆိုရင်ကျွန်တော်တို့သူ့အောက်ပင်မှာတုံညထိတ်တုံညနှစ်နဲ့ကျွန်တော်တို့ကဏန်းကောင်းတစ်ကွက်သူ့ထွက်ပေးထားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကိုစစ်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီကကျွန်တော်တို့6ဆန်နဲ့မှ9က6ထိတ်ပါကျွန်တော်တို့3ဆန်နဲ့မှကျွန်တော်တို့ဒပင်ကြောင်က18ကကျွန်တော်တို့10အပိတ်အဲ့တော့ဒီက10ကဒီက6ကဒီက10က တပင်ကြော်က၈အပိတ်အပေါ်တပင်ကကျွန်တော်တို့၆ထိပ်နှလုံးပေါင်းတော့ကျွန်တော်တို့၄လိုရမယ်အဲ့ဒီ၄ဒီကလည်းပဲကျွန်တော်တို့၄လိုပဲဒဲအတန်နဲ့ဝင်ပြရမယ်ဒါဆိုရင်ဒဲမသန်းနဲ့ဝင်ပြရမယ်လမ်းကြောင်းဒီကျွန်တော်တို့၄ပါဒါဆိုရင်သင်ချတဲ့အလုံးလုံးပြရမယ်မာတတ်ဒီကျွန်တော်တို့၄မာတတ်ပါအဲ့တော့၄မာတတ်နဲ့ကျွန်တော်တို့ဒဲဝင်ပြရမယ်ဆိုရင်တဲ့ကျွန်တော်ရဲ့အကူမတွေအားလုံးပဲကျွန်တော်တို့တစ်ချက်ကြည့်မယ်၃ညထိပ်ရှိမယ်ဇောင်းအပိတ်က၂အပိတ်ရှိမယ်ဒါဆိုရင်၃ညကယ်၂ကယ်ကဏ္ဍနှလုံးပေါင်းတော့ကျွန်တော်တို့၂ပါ တုံညာနှစ်နှလုံးပေါင်းခြင်းသည်ကျွန်တော်တို့ကနှစ်လို့ရမယ်နှစ်ကိုကျွန်တော်တို့ကလေးအတန်ထွက်ပေးရမယ်နှစ်ကိုကျွန်တော်တို့ကလေးကိုလေးလို့တဲ့အတန်နဲ့အောက်ပင်မှာရိုက်ပေးရမယ်ဆိုရင်နှလုံးပေါင်းခြင်းနှစ်ရှိတဲ့အတွက်သုံးလုံးပေါင်းခြင်းကျွန်တော်တို့လေးလို့အတန်ထွက်ပေးရမယ်ဆိုရင်ဒီနေရာမှာနှစ်ထိတ်လို့ထည့်ပေးထားတာကိုတွေ့ရတယ်ဒီနေရာမှာနှစ်ထိတ်လို့ထည့်ပေးထားတာကိုတွေ့ရတယ်နှစ်ထိတ်နဲ့6အပိနဲ့26လို့သူကဏ္ဍအကောင်တကွက်ထွက်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ပထမကိုကျွန်တော်တို့တစ်ချက်ရှင်းပေးမယ်အဲ့တော့နှလုံးပေါင်းခြင်းသည်ကျွန်တော်တို့တက်ပါ 6ထိတ်ကန်ကအပိတ်ကန်နှလုံးပေါင်းခြင်းတက်အဲ့ဒီတက်ဒီကကျွန်တော်တို့တက်လို့တဲ့အတန်နဲ့ရိုက်ပြရမယ်ဆိုရင်ね3ရက်8ကန်နှလုံးပေါင်းခြင်းတက်ရှိတဲ့အတွက်3လုံးပေါင်းခြင်းတက်တန်ထွက်ပြရမယ်ဆိုရင်3ညထိတ်လို့ထည့်ပြီးခွန်ရဲ3ရက်ကနန်းနှလုံးပေါင်းခြင်း3ညအဲ့ဒီ3ညဒီ3ညလို့တဲ့အတန်နဲ့ရိုက်ပြရမယ်ဆိုရင်ねကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲတက်ခဲ့9ရက်နှလုံးပေါင်းခြင်း3ညရှိတဲ့အတွက်3လုံး3ညအတန်ထွက်အောင်3ညထိတ်လို့ထည့်ပြီး 6ရက်နှလုံးပေါင်းခြင်းလေးလေးဒီကလည်းပဲကျွန်တော်တို့လေးလိုတဲ့အတန်နဲ့ရိုက်ပြရမယ်ဆိုရင်3ညရဲ့နှစ်ကနှလုံးပေါင်းခြင်းနှစ်ရှိတဲ့အတွက်လေးတန်ထွက်အောင်ကျွန်တော်တို့နှစ်ထိတ်လိုထည့်ပေးတာကိုတွေ့ရတယ်။ဒါဆိုရင်ယနေ့မနက်ခင်းမှာကျွန်တော်ရဲ့ကိုမတွေအားလုံးပဲကြည့်ကြည့်အောင်။ယနေ့မနက်ခင်းမှာကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့ကြည့်ကြည့်အောင်။အဲ့တော့ဒီနေရာကကျွန်တော်တို့3ထိတ်ကြတဲ့တပင်ကြောင်ကကျွန်တော်တို့ကိုအပိတ်ကြ။အဲ့တော့3ရဲ့6ရဲ့ခဏန်းနှလုံးပေါင်းခြင်းတွေကျွန်တော်တို့နှစ်ပါ။အဲ့ဒီနှစ်မှတ်တက်ကျွန်တော်တို့နှစ်အထောက်ထားနဲ့။နော်နှစ်မှတ်တက် ျွန်တော်တို့နှစ်အထောက်ကူနဲ့ဒီမနက်မှာလုံးလုံးမယ်ဒါဆိုရင်သေချာတဲ့ယနေ့မနက်ခင်းမှာကျွန်တော်တို့ရှာရမယ်ကျွန်တော်တို့ထည့်ကြီးသည်တဲ့နှစ်မသားနဲ့ကျွန်တော်တို့ထည့်ကြီးကိုရှာပေးရအဲ့တော့နှစ်မသားနဲ့ကျွန်တော်တို့ထည့်ကြီးကိုရှာပေးရမယ်ဆိုရင်ねကျွန်တော်ရဲ့အကူမတွေအားလုံးပဲကျွန်တော်တို့ကြည့်မယ်ဒီ၃ညထိတ်ကယ်ဒီနေရာက6 update ဒီ၃ညရဲ့ဒီ6ကယ်ကဏ္ဍနှလုံးပေါင်းခြင်းဒီကျွန်တော်တို့က6ပါဒီနှလုံးပေါင်းခြင်းရလက်ဒီ6ပါအဲ့တော့6ကိုတဲ့ကျွန်တော်တို့က3လုံးပေါင်းခြင်း2အတန်ထွက်ပြရမယ် ဒီနေရာကရထားတဲ့နှစ်ဒီအလုံးလုံးဝမဲ့နှစ်ပဲအဲ့ဒီနှစ်အတန်ထွက်ပြရမယ်ဆိုရင်ဒီတုံညထိတ်ဇောင်းနေရာကကျွန်တော်တို့6အပိတ်နှလုံးပေါင်းခြင်း6ရှိတဲ့အတွက်၃လုံးပေါင်းခြင်းကျွန်တော်တို့နှစ်လိုအတန်ထွက်ပြရမယ်ဆိုရင်ねယနေ့မနက်ခင်းမှာကျွန်တော်တို့ဗာထိတ်လို့ထည့်ပြရအကုန်လုံးပဲကျွန်တော်တို့တယောက်တစ်ချက်အကုန်လုံးမှတ်ပြီးပါအဲ့တော့ကြည့်နေရင်လည်းကျွန်တော်မိတ်ဆွေတွေအားလုံးပဲ channel ကို subscribe အကုန်နှိပ်ပါဖုန်းရမှန်ကိုလမ်းမနဲ့နှစ်ချက်သုံးချက်အကုန်လုံးကျွန်တော်တို့တောက်ခဲ့ပေးပါတော့ကြည့်ရှုအားပေးနေတော့ ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကကျွန်တော်တို့ဖုန်းဘဏ်ကိုလမ်းမနဲ့ဒီလိုနှစ်ချက်သုံးချက်တောက်ပေးပါဒီနေရာမှာ subscriber လို့ပေါ်နေတဲ့စာသားလေးရှိတယ်ဆိုရင်အဲ့ဒီစာသားလေးကိုကျွန်တော်တို့လမ်းမလေးနဲ့တစ်ချက်လောက်နှိပ်ပေးပါ channel ကို subscriber အကုန်လုံးပဲကျွန်တော်တို့တစ်ယောက်တစ်ချက်နှိပ်ပေးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနော်အဲ့တော့ဖုန်းဘဏ်ကိုကျွန်တော်တို့လမ်းမနဲ့နှစ်ချက်သုံးချက်အားလုံးပဲတောက်ခဲ့ပေးပါ တော့ channel ကိုကျွန်တော်တို့ဗမာလို့ဆိုလို့ရှိရင်စာရင်းသွင်းရင်အင်္ဂလိပ်လို့ဆိုရင် FUBSCRIB subscriber ဆိုတဲ့စာသားလေးပေါ်တယ်အဲ့ဒီစာသားလေးကိုကျွန်တော်တို့လက်မလေးနဲ့တယောက်တစ်ချက်အကုန်လုံးနှိပ်ပေးပါဒါဆိုရင်ကျွန်တော်တို့ update line ကိုတစ်ချက်ဆက်ပြီးတော့ပေးမယ်တော့ထည့်ကြီးရအောင်နဲ့ဆင်းမသွားနဲ့ update line ကိုကျွန်တော်တို့ကြမ်းရှိနေသေးတယ်အဲ့ဒီ update line ကိုလည်းကျွန်တော်တို့ဒါလှလှပါပါနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ချုပ်ပေးသွားမှာဖြစ်ပါအဲ့တော့လှလှပါပါနဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ချုပ်ပေးမယ် update ဒီတဲ့ဘာ update လဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင် ဲ့တော့88လို့ဒီမှာရှစ်အပိတ်88ကရှစ်အပိတ်65က5အပိတ်เนาะအလုံးမဲ့ကျွန်တော်တို့တွေ့ရလား88ကရှစ်အပိတ်60နဲ့မှ5က5အပိတ်ကျွန်တော်တို့33က3အပိတ်7အပိတ်ကဲ9အပိတ်ကဲကျွန်တော်တို့3အပိတ်ကဲဒီနေရာမှာကျွန်တော်တို့8 9 3လို့တူထွက်ပေးထားတယ်8 9 3လို့ကျွန်တော်တို့အပိတ်ဝင်ပေးထားတယ် ပထမတစ်ချက်ဒီကျွန်တော်တို့ရှက်အပိတ်เนาะအလုံးမဲ့တေချာကြည့်ပါပထမတစ်ချက်ဒီကျွန်တော်တို့ရှက်အပိတ်ဒုတိယတစ်ချက်ဒီကျွန်တော်တို့၅အပိတ်တတိယတစ်ချက်ဒီကျွန်တော်တို့၃အပိတ်လို့သူဝင်ပေးထားတယ်အဲ့တော့ဒီက၈ကဲတဲ့ဒီက၅ရဲတဲ့ဒီရှင်ကားနှလုံးပေါင်းကြည့်တော့ကျွန်တော်တို့၃လို့ရဒီရှင်ကားနှလုံးပေါင်းကြည့်တော့ကျွန်တော်တို့၃လို့ရမယ်ဒီက၃ကိုလည်း၃နဲ့ပေါင်းခြင်းဒီတဲ့ဆက်လက်ပြီးတော့ပေါင်းတဲ့နေရာမှာ၆လို့ရမယ်ဒါဆိုရင်ဒီ၃လုံးပေါင်းခြင်းရိုက်ကြည့်တဲ့နေရာမှာကျွန်တော်တို့ကပေါင်းကြည့်တဲ့နေရာမှာတဲ့၆လို့ရတာဖြစ်ပါတယ် အဲ့ဒီ6ဒီတဲ့ကျွန်တော်တို့ဘလို့လုံးလုံးပေးရမလဲဆိုရင်သူက6အတန်နဲ့အောက်မှာဒဲမာတန်နဲ့ဝင်ပေးရမယ်တုံးလုံးပေါင်းချင်းရလက်6ကိုကျွန်တော်တို့အောက်မှာဒဲမာတန်နဲ့6လို့ဝင်ပေးရဒါဆိုရင်ကျွန်တော်ဟိုမှနေအောင်လုံးပဲကျွန်တော်တို့ဒါနားလည်အောင်လို့ကျွန်တော်တို့တစ်ချက်တော့အောက်မှာချရေးပေးမယ်အဲ့တော့တုံးလုံးပေါင်းချင်းကျွန်တော်တို့6အဲ့ဒီ6ဒီကလည်းပဲကျွန်တော်တို့6လို့ပဲတဲအတန်နဲ့လုံးလုံးအဲ့ဒီ6ဒီကလည်းပဲကျွန်တော်တို့6လို့တဲအတန်နဲ့လုံးလုံးပေးမှာဖြစ်ပါတယ်အဲ့တော့6ကကျွန်တော်တို့6လို့တဲအတန်နဲ့ဘယ်လိုလုံးလုံးမှာလဲတဲ့ ဒီနေရာကကျွန်တော်တို့33က3အပိတ်ပါတဲ့ကျွန်တော်တို့40နဲ့မှ6က4ထိပ်ပါဒီ3ရဲ့ဒီ4ရဲ့ကနန်းနှလုံးပေါင်းတော့ခွန်ပါတဲ့ဒီနှလုံးပေါင်းတော့ခွန်မနက်စေးအပိတ်ကညနေစေး4ထိပ်ကကျွန်တော်တို့နှလုံးပေါင်းတော့ခွန်ခွန်ကိုကျွန်တော်တို့6အတန်ထွက်ပြရအဲ့တော့ခွန်ကိုကျွန်တော်တို့6လို့တဲအတန်ထွက်ပြရမယ်ဆိုရင်တဲ့သူ့အောက်ပင်ကကျွန်တော်တို့6အပိတ်နဲ့ယူထည့်ပြရ6အပိတ်ကိုကျွန်တော်တို့3ပြရဒါဆိုရင်3 4 9 3လုံးပေါင်းခြင်းဒီကျွန်တော်တို့6လို့လုံးလုံးပြီးတယ် ကောင်းလေးကိုကျွန်တော်တို့သုံးလုံးပေါင်းရင်ကျွန်တော်တို့6လို့လုံးလုံးပြီးတယ်မင်းဘတ်မလေးတဲ့အိမ်မှာပါနော်အဲ့သုံးလေးကိုကျွန်တော်တို့သုံးလုံးပေါင်းရင်6လို့လုံးလုံးပြီးသွားတာဖြစ်ပါတယ်ဒါဆိုရင်ဆက်ပြီးတော့ကျွန်တော်တို့ကြည့်မယ်ဒီနေရာကကျွန်တော်တို့9အပိတ်ကဲ3အပိတ်ကဲဒီနေရာမှာကျွန်တော်တို့8အပိတ်ကဲဒါဆိုရင်ဒီအပိတ်သုံးလုံးကိုကြည့်မဲ့နေရာမှာကျွန်တော်တို့ကြည့်မယ်အဲ့တော့ဒီအပိတ်သုံးလုံးကိုကျွန်တော်တို့ရိုက်ကြည့်မဲ့နေရာမှာတဲ့ဒီက9ရဲ့ဒီက8ကဲနှလုံးပေါင်းတော့ကျွန်တော်တို့ sorry ဒီက9ရဲ့ဒီက3ရဲ့နှလုံးပေါင်းတော့ကျွန်တော်တို့8လို့ရတယ် ဲ့တော့ကနန်းနှလုံးပေါင်းခြင်းရလတ်ဒီတဲ့ကျွန်တော်တို့က၈ပါဒီက၈ကိုသူ့အောက်ပင်မှာထွက်ပေးထားတော့ကျွန်တော်တို့၈အပိတ်ပါဒါဆိုရင်ဒီနေရာမှာကြီးမဲ့နေရာမှာကျွန်တော်တို့၅အပိတ်ထွက်တယ်ဒီနေရာမှာ၃အပိတ်ဝင်တယ်ဒီနေရာမှာ၈အပိတ်ဝင်တယ်၅၃၈ဆိုပြီးတော့အပိတ်၃လုံးကျွန်တော်တို့ဝင်ပေးထားတယ်ကြီးမဲ့နေရာမှာဒီက၅ရဲ့ဒီက၃ရဲ့ဒီက၈ကဲ၃လုံးပေါင်းကြီးတဲ့နေရာမှာကျွန်တော်တို့က၆လို့ပဲရနှလုံးပေါင်းခြင်း၈ရှစ်ကို၈နဲ့ပေါင်းခြင်း၆အဲ့ဒီ၆ဒီကလည်းပဲကျွန်တော်တို့၆လို့ပဲဒဲမာတက်နဲ့ဝင်ပေးရတယ် ဒါဆိုရင်ဒဲမာသားနဲ့သူ့ရဲ့အောက်ပင်မှာကျွန်တော်တို့ကလှုပ်လှုပ်ပေးရမယ်တဲ့အဲ့တော့သူဝင်ပေးတဲ့လမ်းကြောင်းကလည်းကျွန်တော်တို့6လို့ဝင်ပေးထားတယ်ပထမတစ်ချက်ကိုကြည့်ရမယ်ဆိုရင်ရှင်း933လုံး6ကို34ကို3လုံးပေါင်းခြင်း6လို့လှုပ်လှုပ်တယ်ရက်တစ်ခုနေရာကိုကျွန်တော်တို့ကြည့်ရမယ်ဆိုရင်938 3လုံးပေါင်းခြင်းကလည်း6လို့ရိုက်ပေးထားတယ်အဲ့တော့ကဏ္ဍ3လုံးပေါင်းခြင်းကလည်း6လို့ကျွန်တော်တို့နော်ခေါ်ပေးထားတယ်ဆိုရင်ねကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့ဒီ6ကကျွန်တော်တို့6လို့တဲ့အတန်နဲ့လှုပ်လှုပ်အဲ့တော့တဲ့အတန်နဲ့လှုပ်လှုပ်မယ်ဆိုရင်တက်ချက်ကြည့်မယ် မနက်ခင်းကကျွန်တော်၁၈ကရှစ်အပိတ်ပါတဲ့ညနေခင်းကကျွန်တော်၆၆က၆ထိပ်ပါအဲ့တော့ဒီက၈ကဒီက၆ကဒီနှလုံးပေါင်းခြင်းကျွန်တော်တို့၄ပါအဲ့ဒီ၄ကိုကျွန်တော်တို့က၃လုံးပေါင်းခြင်း၆လို့အလုံးလုံးပေးရမယ်ဆိုရင်ねနှလုံးပေါင်းခြင်း၄ရှိတဲ့အတွက်၃လုံးပေါင်းခြင်း၆လို့လုံးလုံးပေးရမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့၂အပိတ်လို့ထည့်ပေးထားတာတွေ့ရဒါဆိုရင်ဒီက၈ကဒီက၆ကဒီက၂က၈၆၂၃လုံးပေါင်းခြင်းကျွန်တော်တို့၆လို့တဲ့အတန်နဲ့လုံးလုံးပေးတာကိုရှင်းရှင်းလင်းလင်းတွေ့ရတယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့၂အပိတ်လို့သူဝင်ပေးရမှာပါပေါ့ ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဒီ၈ဒီ၆ဒီနှစ်သုံးလုံးပေါင်းရင်ကျွန်တော်တို့၆လို့လုံးလုံးပြီးတယ်ဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်အဲ့တော့ဒီကကျွန်တော်တို့၃အပိတ်ကဒီကကျွန်တော်တို့၈အပိတ်ကဒီကကျွန်တော်တို့၉အပိတ်ကအဲ့တော့ကျွန်တော်တို့သူထွက်ပြေးထားတော့အပိတ်သုံးလုံးနော်၃အပိတ်ဝင်ပြီးတယ်၈အပိတ်ဝင်ပြီးတယ်ကျွန်တော်တို့၉အပိတ်လို့ဝင်ပြီးတယ်အဲ့တော့၃၈၉သုံးလုံးပေါင်းရင်ကျွန်တော်တို့၃ညလို့လုံးလုံးပြီးတယ်ဒါဆိုရင်ကနန်းသုံးလုံးပေါင်းရင်ရလဒ်တီကျွန်တော်တို့၃ညလို့လုံးလုံးပြီးတယ်အဲ့ဒီ၃ညဒီကလည်းပဲကျွန်တော်တို့ ဒါအပေါ်မှုအပေါ်အတိုင်းပဲကျွန်တော်တို့ထုံနီးတူစွာကျွန်တော်တို့အလျောက်ပဲအပေါ်ကကျွန်တော်တို့ပေးတဲ့လမ်းစဉ်အတိုင်းပဲအောက်မှာလည်းကျွန်တော်တို့စဉ်သက်ပေးရမယ်ဒါဆိုရင်3ရှိကို3လုံး3ညကိုတဲ့ကျွန်တော်တို့3ညလို့တဲ့အတန်နဲ့လုံးလုံးပေးမယ်ဒါဆိုနော်ဒါဆိုရင်ကျွန်တော်တို့ရခုရရှိတော့ကျွန်တော်တို့3ညဒီကလည်းပဲကျွန်တော်တို့3ညလို့တဲ့အတန်နဲ့လုံးလုံးပေးမယ်အဲ့တော့3ညလို့ကျွန်တော်တို့တဲ့အတန်နဲ့လုံးလုံးပေးရမယ်ဆိုရင်ねဒီကကျွန်တော်တို့ကိုအပိဒီကကျွန်တော်တို့ငါးထိပ်စီအဲ့တော့ဒီက6ရဒီက9ရကနန်းနှလုံးပေါင်းချင်းကျွန်တော်တို့၄ပါ 9ရက်5ရက်ကနန်းနှလုံးပေါင်းခြင်းဒီကျွန်တော်တို့လေးလို့ရဒီနှလုံးပေါင်းခြင်းလေးကိုကျွန်တော်တို့သုံးလုံးပေါင်းခြင်းသုံးညလို့တဲ့အတန်နဲ့လောလောပေးမယ်အဲ့တော့နှလုံးပေါင်းခြင်းလေးကိုကျွန်တော်တို့သုံးလုံးပေါင်းခြင်းသုံးညလို့လောလောပေးမယ်ဆိုရင်နှလုံးလေးရှိတဲ့အတွက်သုံးညအတန်ထွက်အောင်ဒီနေရာမှာကျွန်တော်တို့6အပိတ်လို့ဝင်ပေးထားတာကိုတွေ့ရတယ်ဒါဆိုရင်ဒီက9ဒီက9အဓိက6အဲ့တော့9 6သုံးလုံးပေါင်းခြင်းကျွန်တော်တို့တုံညလို့ရိုက်ပြီးတယ်9 6သုံးလုံးပေါင်းခြင်းတုံညလို့ရိုက်ပြီးတဲ့အတွက်ဒီနေရာမှာကျွန်တော်တို့6အပိတ်လို့ဝင်ပြီးတယ်အဲ့တော့နှစ်ထည့်စီ 6အပိတ်နဲ့ဒီနေရာမှာကျွန်တော်တို့26လို့ကဏန်းကောင်ကျွန်တော်တို့တကွာထွက်ပြေးတာကိုတွေ့ရတယ်။ဒါဆိုရင်ယနေ့မနက်ခင်းတွေ့ကျွန်တော်တို့ကြည့်မယ်။အဲ့တော့နားမလည်တဲ့သူတွေအားလုံးကိုကျွန်တော်တို့တော့ဆက်လိုက်ပြီးတော့တစ်ချက်ရှင်းပေးမယ်။အဲ့တော့ဒီက8ကဒီက9ရဒီက3ရ8 9 3 3လုံးပေါင်းခြင်းဒီကျွန်တော်တို့6လို့ရမယ်။အဲ့ဒီ6ဒီကျွန်တော်တို့6လို့တဲ့အတန်နဲ့လုံးလုံးပေးမယ်။အဲ့တော့3လုံးပေါင်းခြင်း6ကို6လို့တဲ့အတန်နဲ့လုံးလုံးပေးမယ်ဆိုရင်3ရ4ရနှလုံးပေါင်းခြင်းခွန်ရှိတဲ့အတွက်3လုံးပေါင်းခြင်း6တန်ထွက်အောင်ဒီနေရာမှာ9အပိတ်လို့ဝင်ပေးတယ်။ 9ရက်3ရက်8ကဲ3လုံးပေါင်းခြင်းတိကြောင့်လို့6လို့ရအဲ့ဒီ6တိကလည်းပဲ6လို့တဲအတန်နဲ့လုံးလုံးပေးမယ်ဆိုရင်တဲ့8ကဲ6ကဲ2လုံးပေါင်းခြင်း4ရှိတဲ့အတွက်3လုံးပေါင်းခြင်း6တန်ထွက်အောင်ဒီနေရာမှာနှစ်အပိတ်လို့ဝင်ပြီးတယ်အဲ့တော့3ရက်8ကဲ9ရက်3လုံးပေါင်းခြင်း3ညပါအဲ့ဒီ3ညတိကြောင့်လို့3ညလို့တဲအတန်နဲ့လုံးလုံးပေးမယ်ဆိုရင်တဲ့9ရက်9ရက်ကနဲ2လုံးပေါင်းခြင်း4ရှိတဲ့အတွက်3လုံး3ညအတန်ထွက်အောင်ဒီနေရာမှာ6အပိတ်လို့ဝင်ပြီးတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းတွေ့ရတယ်ဒါဆိုရင်ယနေ့မနက်ခင်းမှာကျွန်တော်တို့တက်ချက်ကြည့်မယ် ဒီနေရာက၈ဒီနေရာက၉ဒီနေရာက၂အဲ့တော့၈၉၂လို့ကဏ္ဍသုံးလုံးအပိတ် သုံးလုံးသူကထောင်ပြီးတော့ရိုက်ပေးထားတယ်၈၉၂လို့သူရိုက်ပေးတဲ့နေရာမှာလည်းကျွန်တော်တို့ကြည့်မယ်၈အပိတ်၉အပိတ်ကျွန်တော်တို့၂အပိတ်အဲ့တော့သုံးလုံးပေါင်းချင်းကျွန်တော်တို့အပိတ်ဒီတဲ့ကျွန်တော်တို့၉လို့အတန်ထွက်ပေးတယ်သုံးလုံးပေါင်းချင်းပေးတဲ့အပိတ်ဒီကျွန်တော်တို့၉လို့အတန်ထွက်ပေးတယ်ဒါဆိုရင်၈၉၂သုံးလုံးပေါင်းချင်းကျွန်တော်တို့၉လို့ရတယ်အဲ့ဒီကိုဒီတဲ့ယနေ့မနက်ခင်းမှာကျွန်တော်တို့သိကြပါဗါးကိုဒီအလုံးလုံးဝမယ်ကျွန်တော်တို့မတတ်ပါ အဲ့ဒီကိုးဒီကျွန်တော်တို့တဲအတန်နဲ့လောလောပေးရမယ်မတတ်ပါအဲ့တော့ကျွန်တော်တို့ကိုးဒီတဲ့ကိုးလို့တဲအတန်နဲ့လောလောပေးရမယ်အဲ့ဒီကိုးဒီကျွန်တော်တို့ကိုးလို့တဲအတန်နဲ့အလောလောပေးရမယ်ဆိုရင်လည်းအားလုံးပဲကျွန်တော်တို့တက်ချက်ကြည့်မယ်အဲ့ဒီကိုးဒီကျွန်တော်တို့ကိုးလို့တဲအတန်နဲ့ကျွန်တော်တို့လောလောပေးရမယ်ဆိုရင်လည်းဒီကကျွန်တော်တို့၃ည2က2အပိတ်ပါနော်၃ည2က2အပိတ်ပါညနေဈေးကကျွန်တော်တို့30နဲ့မှ5ကကျွန်တော်တို့3ထိပ်စီးပါအဲ့တော့ဒီကနှစ်ကဒီက3ရက်ကနန်းနှလုံးပေါင်းခြင်းရလက်သည် ကျွန်တော်တို့က9ပါနှစ်ငယ်3ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းရလိုက်ဒီကျွန်တော်တို့က9လို့ရအဲ့ဒီ9ကိုကျွန်တော်တို့က3လုံးပေါင်းခြင်း9အတန်ထွက်ပြရအဲ့ဒီ9ကိုကျွန်တော်တို့3လုံးပေါင်းခြင်းကျွန်တော်တို့9အတန်ထွက်ပြရမယ်ဆိုရင်ねဒီနေရာမှာဘာအပိတ်လို့ထည့်ပြရမယ်ထင်လဲတယောက်တစ်ချက်ပဲမှတ်နော်235ယောက်ရှိတယ်အကုန်လုံးပဲကျွန်တော်တို့တယောက်တစ်ချက်ပဲအကုန်လုံးမှတ်ပြီပါကျွန်တော်မိတ်ဆွေတွေအားလုံးပဲနော်တယောက်တစ်ချက်ပဲကျွန်တော်တို့အကုန်လုံးပဲမှတ်ပြီပါအဲ့တော့ကြည်နေနေအားလုံးပဲဖုန်းမှန်ကိုလက်မနဲ့နှက်ချက်သုံးချက်အားလုံးပဲတောက်ခဲ့ပြီပါ နော်ကြီးနေနဲ့ကျွန်တော်ဖုန်းရမှန်ကိုလက်မနဲ့နှက်ချက်သုံးချက်အားလုံးပဲကျွန်တော်တောက်ခဲ့ပြီပါဒါကကျွန်တော်တကွာကောင်းမဟုတ်ဘူးနော်ဒါကကျွန်တော်တကွာကောင်းမဟုတ်ဘူးဒါကကျွန်တော်မိန်းနေရအဆင့်ပဲရှိတယ်မိန်းကနန်းနေရကျွန်တော်အဆင့်ပဲရှိတယ်ကျွန်တော်မိတ်ဆွေအားလုံးပဲပွဲသိန်းညက်နေကကျွန်တော်35ပေးတဲ့တကွာကောင်းနော်ပွဲသိန်းညက်နေကတကွာကောင်းကျွန်တော်ပါပေးလဲ35ကျွန်တော်ပေးတယ်အဲ့ဒီ35ပေးတဲ့ site ယနေ့မနက်ခင်းမှာတကွာကောင်းကျွန်တော်ထပ်ပြီးထိုးအောင်ကျွန်တော်မိတ်ဆွေအားလုံးပဲ အဲ့တော့35လို့ကျွန်တော် main ကဏ္ဍတကွာနဲ့ထပ်ပြီးတော့ပေါက်ပေါက်ချင်တဲ့ဆိုရင်ကျွန်တော်ကိုမားတွေအားလုံးပဲတကွာကောင်းကိုရအောင်ကြည့်အဲ့တော့ဖုန်းမှန်ကိုလမ်းမနဲ့နှစ်ချက်သုံးချက်တောက်ပါအဲ့တော့ဗမာလို့ဆိုရင်ဆိုင်ရင်သွင်းရင်အင်္ဂလိပ်လို့ဆိုရင်ကျွန်တော်တို့ FUB SCI PE ဆိုပြီးတော့ subscriber ဆိုတဲ့စာသားလေးပေါ်လာလိမ့်မယ်အဲ့ဒီစာသားလေးကိုကျွန်တော်တို့ပေါ်တဲ့သူတိုင်းအကုန်လုံးကနှိပ်ပြီးပါဒါကျွန်တော် channel ကိုဒါအပ်ပေးထားတာပေါ့ကျွန်တော် line ထွင်းတဲ့အခါတိုင်းမှာတွေ့ရတယ်နေ့တိုင်းပုံမှန်တိုင်းကျွန်တော်အလကားပဲကျွန်တော်လွှင့်ပေးပါတော့တပွဲမှာကျွန်တော်တို့ဆယ်ကျင်ရှိတယ် ဆယ်ကြိမ်ကိုကျွန်တော်တို့ဓာတ်ပွဲကိုကျွန်တော်တို့အနည်းဆုံးဒါ၃ကြိမ်၄ကြိမ်လောက်တော့ကျွန်တော်တို့ကူညီပေးမယ်ဟုတ်ပြီနော်ဒါ၃ကြိမ်၄ကြိမ်၅ကြိမ်လောက်တော့ဒါပေါ့အောင်ရအောင်လို့တော့ဒါအနည်းဆုံးကျွန်တော်တို့ကူညီပေးမယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲပုံမှန်ပဲဓာတ်ဈေးကို၆ကွက်ထိုးရမယ်၆ကွက်မှာဒီမနက်ခင်းမှာကျွန်တော်အကူမလေးအားလုံးကိုကျွန်တော်တရားပေးမယ်ကနန်း၆ကွက်ရှိမယ်အဲ့ဒီ၆ကွက်မှာကျွန်တော်တို့ဒါပေါကနန်း၁ကွက်ပေါအောင်လို့အကောင်းဆုံးကျွန်တော်တို့ကူညီပေးမယ်ဟုတ်ပြီနော်အဲ့တော့ main ကနန်းဒီကျွန်တော်ယနေ့မနက်ခင်းမှာကျွန်တော်တို့၆ထိပ်စီ ကျွန်တော်တို့၄အပိတ်နဲ့60နဲ့မှကျွန်တော်တို့၄ဆိုတော့ကဏ္ဍတကွအဲ့တော့60နဲ့မှကျွန်တော်တို့၄ဆိုတော့ကဏ္ဍတကွဖြစ်ပါအဲ့တော့လူသစ်တွေအကုန်လုံးပဲကျွန်တော် channel ကို subscribe ပါအကုန်လုံးပဲကျွန်တော်တို့နှိပ်ခဲ့ပေးပါเนาะ subscriber မနှိပ်ရသေးတော့လူသစ်တွေအကုန်လုံးကကျွန်တော် channel ကိုအားလုံးပဲ subscriber အကုန်လုံးပဲကျွန်တော်တို့နှိပ်ခဲ့ပေးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့ကျွန်တော်တို့64ဆိုတော့ကျွန်တော်တို့ကဏ္ဍတကွရှိမယ် အဲ့တော့ကျွန်တော်တို့၅ထိပ်စီကျွန်တော်တို့၄အပိနဲ့50နဲ့မှကျွန်တော်တို့၄ဆိုတော့ကန်တန်းတက်ကွက်ရှိမှာ။အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးအဲ့တော့ကြိုက်တဲ့သူတွေအားလုံးပဲကျွန်တော်တို့ကစားပါဟုတ်ပြီနော်။အဲ့တော့၅ထိပ်စီကျွန်တော်တို့၄အပိ54ဆိုတော့ကျွန်တော်တို့ကန်တန်းတက်ကွက်ရှိမှာ။ဖုန်းမှန်ကိုကျွန်တော်တို့လက်မနဲ့နှက်ချက်၃ချက်အကုန်တောက်ခဲ့ပြီနော်။ဖုန်းရမှန်ကိုကျွန်တော်တို့လက်မလေးနဲ့နှက်ချက်၃ချက်ကျွန်တော်တို့အကုန်လုံးတောက်ခဲ့ပြီပါ။လူသစ်တွေအကုန်လုံးပဲကျွန်တော် channel ကို subscribe မှာကျွန်တော်တို့အကောင်လုံးပဲကျွန်တော်တို့နှိပ်ခဲ့ပြီးလူသစ်တွေအကောင်လုံးကနော်အဲ့တော့ subscriber မနှိပ်ရသေးဘူးဆိုရင်အဲ့ဒီ subscriber ကိုကျွန်တော်တို့အဓိကထားပြီးတော့ကျွန်တော်တို့နှိပ်ခဲ့ပြီးပါကျွန်တော်ရဲ့အကောင်လုံးတွေအလုံးပဲနော်အဲ့တော့ကျွန်တော်တို့အားထိတ်ကြီးကျွန်တော်တို့တစ်အပိတ်နဲ့50နဲ့မှကျွန်တော်တို့တစ်ဆိုတော့ကျွန်တော်တို့ကဏ္ဍတက်ွက်ရှိမယ်နော်50နဲ့မှကျွန်တော်တို့တစ်ဆိုတော့ကျွန်တော်တို့ကဏ္ဍတက်ွက်ရှိမယ်ကျွန်တော်ရဲ့မဲချွတ်တွေအလုံးပဲအဲ့တော့64 54ကျွန်တော်တို့51ဟုတ်ပြီနော်ကျွန်တော်ရဲ့အကောင်လုံးတွေအလုံးပဲအဲ့တော့ကျွန်တော်တို့ အရန်ကဏ္ဍနှစ်ကွက်ပေးမယ်ဟုတ်ပြီနော်တက်လေးဆိုတော့ကျွန်တော်တို့ကဏ္ဍတစ်ကွက်ရှိမယ်နော်တက်လေးဆိုတော့ကျွန်တော်တို့ကဏ္ဍတစ်ကွက်ရှိမယ်ကျွန်တော်ရမိတ်ဆွေတွေအားလုံးပဲဖုန်းမှန်ကိုကျွန်တော်တို့လမ်းမနဲ့နှစ်ချက်သုံးချက်အားလုံးပဲတောက်ခဲ့ပြီးပါလူသစ်တွေအကုန်လုံးကကျွန်တော် channel ကိုအကုန်လုံးပဲကျွန်တော်တို့ subscribe အကုန်နှိပ်ခဲ့ပြီးပါလူသစ်တွေအကုန်လုံးပဲနော်လူသစ်တွေအကုန်လုံးပဲကျွန်တော်တို့ FUB SCIB subscriber ဆိုတော့အပေါ်ရဲ့ဖုန်းအပေါ်ထောက်မှာပေါင်းရင်တော့ကျွန်တော်တို့ subscriber ဆိုတော့စာသားလေး เนาะပေါ်နေလဲဆိုရင်အဲ့ဒီစာသားကိုအကုန်လုံးနှိပ်ဘာလို့လဲဆိုရင်စက်ရင်သွင်းရန်စာသားကိုအကုန်နှိပ်ပါကျွန်တော် channel ကိုအဲ့လို subscriber နှိပ်ထားလဲဆိုရင်ကျွန်တော် live လွှင့်တဲ့အခါတိုင်းမှာเนาะအကုန်လုံးပဲကျွန်တော် like ကိုတွေ့ရမှာဖြစ်ပါဒါကြောင့်ကျွန်တော်ကိုမလေးအားလုံးပဲ channel ကို subscriber အဓိကထားပြီးတော့နှိပ်ပေးပါဟုတ်ပြီเนาะကျွန်တော်အားလုံးကိုပုံမှန်တိုင်းကျွန်တော်တို့စေတနာအလကားကူညီပေးမယ်အာဈေးတိုင်းဈေးတိုင်းမှာကျွန်တော်ကူညီပေးမယ်ဟုတ်ပြီနော်ဒီဘွဲမှာကျွန်တော်တို့10ချိန်ကိုကျွန်တော်တို့ဒါအနည်းဆုံး3ချိန်4ချိန်5ချိန်လောက် ေါ့အောင်လို့ကျွန်တော်ကူညီပေးမယ်ဟုတ်ပြီနော်ဒါ၃ချိန်၄ချိန်ကတော့ဒါအ ਨੇ ဆုံးပေါက်ရမယ်ကျွန်တော်ကိုမလေးအားလုံးပဲအဲ့တော့တက်လေးဆိုတော့ကျွန်တော်ကဏန်းတစ်ခွက်ရှိမယ်ကျွန်တော်တို့၃ညာလေးဆိုတော့ကဏန်းတစ်ခွက်ရှိမယ်ဟုတ်ပြီနော်ဒါကကျွန်တော်တို့အရန်ကဏန်းကကျွန်တော်တို့တက်လေး၃ညာလေးမိန်ကဏန်းကကျွန်တော်တို့၆လေး၅လေး၅တက်အဲ့တော့တက်ခွက်ကောင်းစီကျွန်တော်တို့ဘာကဏန်းလဲအကုန်လုံးပဲကြည့်အောင်ဟုတ်ပြီနော်တကွာကောင်းဒီကျွန်တော်ဘာကနန်းလဲဆိုတော့အကုန်လုံးပဲကြည့်အောင်ဖုန်းရမှန်ကိုကျွန်တော်လမ်းမနဲ့နှစ်ချက်သုံးချက်အားလုံးပဲ တောက်ခက်ပေးပါနော်ဖုန်းမန်ကိုလမ်းမနဲ့နှက်ချက်၃ချက်အကုန်တောက် channel ကို subscribe မနှိမ့်ရသေးတော့လူသစ်တွေအားလုံးက channel ကို subscribe ပါအကုန်လုံးပဲကျွန်တော်နှိပ်ခဲ့ပေးပါအဲ့တော့ကျွန်တော်6ထိပ်စီကျွန်တော်တို့ငါအပိန့်နဲ့65ဆိုတော့ကဏ္ဍတကွဒါကတကွကောင်းဟုတ်ပြီနော်အဲ့တော့ကြိုက်တဲ့သူတွေအားလုံးပဲကစားပါလမ်းမလေးတွေအကုန်နှိပ်ပေးနော်လမ်းမလေးမကြိုက်ပါဟုတ်ကဲ့လေးမကြိုက်ရင်လေးမထုံးနဲ့လူသစ်ပါစရာတဲ့ဟုတ်ကဲ့ကိုဘူကြီးရေ subscriber နှိပ်ပေးပါကိုကြီးเนาะလူသစ်ဆိုလို့ရှိရင်ဟုတ်လားဆိုတော့ညနေကြလို့ရှိရင်ဒီလေး live လွှင့်မယ်အဲ့တော့ live လွှင့်တဲ့အခါကျရင်ကျွန်တော် live တွေ့ရအောင်လို့เนาะညနေကိုလည်းဒါအလကားကျွန်တော်တို့ကူညီပေးမယ်ဒီနေ့တနေ့ကုန်ဒီနေ့တနေ့ကုန်ကိုအနည်းဆုံးတစ်ချိန်ပေါက်ရမယ်เนาะဒီနေ့တနေ့ကုန်ရှိတယ်တနေ့ကုန်ကိုတစ်ချိန်အနည်းဆုံးပေါက်ရမယ်เนาะတစ်ချိန်ကတော့အနည်းဆုံးပေါက်ရမယ်64ကြိုက်တယ်ဟုတ်ကဲ့64ကြိုက်ရင်64ကစားเนาะအဲ့တော့ကျွန်တော်အကုန်မရီအောင်လို့မယ် ယနေ့မနက်ခင်းမှာဒါကြိုက်တဲ့သူတွေအားလုံးပဲကစားပါเนาะဖုန်းမန်ကိုလက်မနဲ့နှစ်ချက်သုံးချက်အားလုံးပဲကျတို့တောက်ခဲ့ပြီးပါလူသစ်တွေအားလုံးကကျွန်တော် channel ကိုအကုန်လုံးပဲကျတို့ subscribe အကုန်လုံးကျတို့နှိပ်ခဲ့ပြီးပါကြိုက်ပါနဲ့တဲ့ဟုတ်ကဲ့ပါအဲ့တော့ကြိုက်တယ်ဆိုရင်ယနေ့မနက်ခင်းကတော့ကျတို့ဒီလောက်ပါပဲတခါเนาะအားလုံးပဲကျတို့ဆင်ကြီးပါစေအားလုံးပဲကျတို့ကံကောင်းပါစေเนาะကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနှိပ်ပေးပါတယ်တဲ့ဟုတ်ကဲ့နှိပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးကိုเนาะအဲ့တော့အားလုံးပဲကျတို့ကံကောင်းပါစေเนาะ ဒါဆိုရင်ကျွန်တော် like ကိုဒီနေရာမှာပဲရှင်းသားမယ်ခင်ဗျเนาะအားလုံးပဲ